Carlos. Fratelli e sorelle, buonasera. အိုယဟမင်းကြီးဖရန်စစ်ဟာသူ့ရဲ့ရိုးရှင်းတဲ့နေထိုင်မှုဆင်းရဲချိုးတဲ့သူတွေပေါ်တနာကိယနာထားမှုတဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးမှုနဲ့ငြိမ်းချမ်းရေးနိုင်ငံတကာရေးမှာရဲရင့်နဲ့ထုတ်ပေါ်ပြောဆိုမှုတွေကြောင့်ကမ္ဘာတဝန်းမှာလူသိများပါတယ် Nobel Prize winner and former political prisoner in Myanmar, Aung San Suu Kyi, has been received by Pope Francis. George Mario Bergoglio လို့ခေါ်တဲ့ဒီပုဂ္ဂိုလ်ကို1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကအာဂျင်တီးနားနိုင်ငံ Buenos Aires မြို့မှာမွေးဖွားခဲ့ပါတယ် 2013ခုနှစ်မှာ George Mario Bergoglio ဟာဟိုယဟန်မင်းကြီး Francis ဆိုတဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတဦးဖြစ်လာခဲ့ပါတယ်။သူဟာလက်တင်အမေရိကတိုက်ရဲ့ပထမဆုံး Jesus ဟိုယဟန်မင်းကြီး။ရာဇဝတ်နှစ်များစွာအတွင်းဥရောပပြင်ပကနေရွေးချယ်ခြင်းခံရတဲ့ပထမဆုံးဟိုယဟန်မင်းကြီးလည်းဖြစ်ပါတယ်။သူဟာဘာသာရေးကောင်းဆောင်တွေကြားမှာမရှိသင့်တဲ့ ခန္ဓာကြီးကျယ်မှုတွေကိုဖယ်ရှားတဲ့ဖြူပြင်းပြောင်းလဲရေးတွေကိုဆောင်ရွက်ခဲ့တဲ့ပိုဟန်မင်းကြီးလည်းဖြစ်ပါတယ်။ပိုဟန်မင်းကြီးအိမ်တော်မှာမနေပဲဗာတီကန်ဧကန်ထဲမှာနေဖို့ရွေးချယ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။တာမန်အဖြူရောင်ဝတ်စုံကိုသာဝတ်ဆင်ပြီးရွှေလက်စွပ်အစားတာမန်ငွေလက်စွပ်ကိုသာဝတ်ဆင်ပါတယ်။ Francis ဆိုတဲ့နာမည်ကတော့အီတလီနိုင်ငံအစီစီမြို့ရဲ့သူတော်စင် Francis ကိုဂုဏ်ပြုတဲ့အနေနဲ့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ ဟိုယန်မင်းကြီးဖရန်စစ်ရဲ့ကိုချင်းတရားရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံအပြင်သာသနာအရေးနဲ့ကမ္ဘာအရေးကိစ္စတွေအပေါ်မှာထားရှိတဲ့သူ့ရဲ့သဘောထားတွေကလည်းပိုပြီးစိတ်ဝင်စားစရာကောင်းပါသေးတယ်။ Anche io mi inginocchio sulle strade del Myanmar e dico cessi la violenza. The Pope also expressed his concern for the situation in Myanmar. Di parlare al cuore di tutti i responsabili del Myanmar. ပထမဦးဆုံးအနေနဲ့ဘုရားဟန်မင်းကြီးဖရန်စစ်ရဲ့တမိုင်းဝင်ခန့်အပ်မှုတွေအကြောင်းကိုပြောပြချင်ပါတယ်။ဘုရားဟန်မင်းကြီးဖရန်စစ်ဟာဗာတီကန်ရဲ့အမြင့်ဆုံးယာတုတချို့မှာအမျိုးသမီးတွေကို ပထမဆုံးအကြိမ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ဥပမာဆိုရရင်2021ခုနှစ်မှာပြင်သစ်နိုင်ငံသူတီလာရှင်နာတတိဘက်ကော့ဖ်ကို Bishop Sign of အဖွဲ့ရဲ့လက်ထောက်အတွင်ရေးမှု Under Secretary of the Sign of of Bishops အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဒီခန့်အပ်မှုကြောင့်တိလရှင်နာတလီဘက်ကဟာဗာတီကန်နန်းတော်ရဲ့ဒီလကန်တွေနဲ့ဆုံမြတ်ချက်တွေကိုချမှတ်ရမှာမဲပေးခွင့်ရရှိတဲ့ပထမဦးဆုံးအမျိုးသမီးဖြစ်လာစေပါတယ်။ဒါဟာနှစ်ပေါင်းများစွာအမျိုးသားတွေကိုသာခန့်အပ်ခဲ့တဲ့ရာထူးမျိုးမှာအမျိုးသမီးတဦးကိုပထမဦးဆုံးတာဝန်ပေးလိုက်အပ်လိုက်တာမို့တမိုင်းလှည့်ပြောင်းတစ်ခုလို့ဆိုရမှာပါ။တနည်းအားဖြင့်ဟိုယဟန်မင်းကြီးဖရန်စစ်ကအမျိုးသမီးတွေရဲ့ပါဝင်မှုကိုပုံမအားပေးမြင့်တင်လိုက်တာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ဟိုဟန်မင်းကြီးဖရန်စစ်ဟာအတင်းတော်ရဲ့ဝိပုကိုကွယ်မှုဆိုင်ရာဌာနတွေမှာမြေသမီးတွေအတွက်ရခင်ကပိတ်နေခဲ့တဲ့တကားချက်တချို့ကိုလည်းဖွင့်ပေးခဲ့ပါသေးတယ်။ဟိုဟန်မင်းကြီးဖရန်စစ်ဟာမြေသမီးတွေကိုစံစာဖတ်ကြားသူနဲ့ဝိပုအခုဖြင့်ခန့်အပ်ပေးပြီးတော့တာနာရေးဆိုင်ရာလုပ်ငန်းကဏ္ဍတွေမှာလည်းမြေသမီးတွေကိုတရားဝင်ပါဝင်ဆောင်ရွက်ခွင့်ပေးခဲ့ပါသေးတယ်။အရင်ချိန်တွေမှာဆိုရင်ဒီလိုကဏ္ဍတွေမှာပါဝင်တဲ့မြေသမီးတွေကိုတရားဝင်အတိမတ်ပြုလာမျိုးမရှိခဲ့ပါဘူး။ ဒါမှမဟုတ်ဒီလိုကဏ္ဍတွေကမြူသားတွေအတွက်သာတည်တံ့ရှိခဲ့တာမျိုးပါအခုလိုတရားဝင်ခွင့်ပြုလိုက်တာကဖျားရှိခိုးကြောင့်တွေရဲ့ဝိပုရိခန္ဓာတွေမှာမြေသမီးတွေရဲ့ပါဝင်မှုကိုပုံမမြင်တာတင်တာရှိလာစီပြီးတော့အသင်းတော်ရဲ့ခန္ဓာတွေမှာအမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍကိုအလေးပေးလိုက်တာလည်းဖြစ်ပါတယ်။ဘွေဟမ်မင်းကြီးဖရန်စစ်ဟာအမျိုးသမီးတွေဟာအသင်းတော်ရဲ့ကြောင့်မျက်ချက်တွေကိုချမှတ်ရမှာပုံမပြီးကြဲကြဲပြန့်ပြန့်ပါဝင်တဲ့နယ်လို့လူသိရှင်ကြားပြောဆိုခဲ့ပူပါတယ်။ ကြားအပြင်မိသမီးတွေရဲ့အတန်ကိုပုံမနားချောင်ဖို့လိုအပ်တယ်လို့လည်းလေးအနက်ပြောဆိုခဲ့ပါတယ်။ဒီစကားတွေဟာကောင်းဆောင်ပိုင်းမှာရောအသင်းတော်ရဲ့မူဝါဒတွေချမှတ်ရမှာပါ။မိသမီးတွေရဲ့ရှူတောင်းအတွေးအမြင်တွေဟာအလွန်အရေးပါတယ်ဆိုတော့တိမတ်ပြုမှုကိုပြသနေတာပါ။ဒီလိုပြောဆိုမှုတွေကအသင်းတော်ရဲ့ယဉ်ကျေးမှုနဲ့ဖွဲ့စည်းဆိုင်ရာရှူတောင်းတွေမှာပါပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့ထွန်းအားပေးနေတာလည်းဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့တဲ့ဖိုဟန်မင်းကြီး Francis ရဲ့အသင်းတော်တွင်ယာတူးတာဝန်ခံအမှုတွေတကားဖွင့်ပေးမှုတွေညွန်ကြားပြောဆိုမှုတွေဟာမြို့သမီးတွေရဲ့တံပိုးနဲ့အခမ်းကဏ္ဍကိုအတိမတ်ပြုဖို့နဲ့သူတို့တွေရဲ့ပါဝင်မှုကိုမြင့်တင်ကြဖို့ဦးတည်နေတယ်ဆိုတာကိုလည်းပြသနေပါတယ်။ဒါပေမဲ့ဒီကိစ္စတွေကနည်းနည်းရှုပ်ထွေးပြီးတော့ဆွေးနွေးခြင်းခုံမှုတွေရာလည်းဆက်ရှိနေအောင်မယ့်အကြောင်းအရာတွေလည်းဖြစ်ပါတယ်။ ုပ်ပါတယ်ဒီကိစ္စတွေဟာစီးရင်စရာတွေနဲ့ရာထူးတိုးမြင့်မှုတွေထက်ပိုနဲ့ရှိုင်းပါတယ်ပုတ်ရဟမင်းကြီးဖရန်စီဟာသူ့ရဲ့အာနာကိုဘလို့တည့်ရဲ့အတုံးချပြီးအသင်းတော်ရဲ့ရာစုနှစ်ချီရိုးရာတလေးကိုစိန်ခေါ်ခဲ့လဲဆိုတာကိုအရေးပါတဲ့ဥပမာနှစ်ခုနဲ့ကြည့်ကြရအောင်ပထမတစ်ခုကတော့ပြန်တိတီလာရှင်စစ်စတန်နာဒလီဘက်ကရဲ့အခန်းကဏ္ဍပါပဲသူဟာ Bishop Sinop အဖွဲ့ရဲ့လက်ထောက်အတွင်းရေးမှု Under Secretary of sign on or bishop အဖြစ်ခန့်အပ်ခံရတဲ့အမျိုးသမီးတူဖြစ်ပါတယ်။ဒီအဖွဲ့ဟာအသင်းတော်ရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့အစည်းအဝေးပွဲပါ။ယေရှုနှစ်ပေါင်းများစွာဘုန်းတော်ကြီးကြောင်းများဂါဒီနေများသာပါဝင်ခဲ့တဲ့ဒီအစည်းအဝေးမှာအမျိုးသမီးတွေကပါဝင်ဆွေးနွေးခွင့်သာရှိခဲ့ပါတယ်။ဒီအခြေအနေကိုပုဂ္ဂိဟမင်းကြီးကရိုးရှင်းစွာဖြေရှင်းခဲ့ပါတယ်။သူဟာယာထူးကိုမြင့်တင်ရုံမကပဲနာသလီဘက်ကတ်ကိုမဲပေးပိုက်ခွင့်ပေးလိုက်ပါတယ်။ ဒါဟာမျိုးသမီးတူအူကိုအတင်းတော်ရဲ့အမြင့်ဆုံးအာနာပိန်အဖွဲ့တဲကိုတရားဝင်ခေါ်သွင်းလိုက်တာဖြစ်ပြီးပုတ်ရဟန်းမင်းကြီးအနေနဲ့လက်ရှိအာနာကိုအတုံးပြုပြီးရိုးရဖွဲ့စည်းပုံကို ပြောင်းပြစ်လိုက်တဲ့ပုံပြင်တစ်ခုပါပဲနောက်ဥပမာတစ်ခုကတော့ Sister Raphaela Battery ဖြစ်ပါတယ်သူဟာ Vatican မြို့တော်ရဲ့အုပ်ချုပ်ရေးအထွေထွေအတွင်းရေးမှူး Secretary General of the Cabinet of Vatican City State အဖြစ် ခံအပ်ခံရတဲ့ပထမဆုံးအမျိုးသမီးပါဗက်တီကန်ရဲ့ဝင်ကြီးချုပ်လိုအုပ်ချုပ်ရေးရာထူးတစ်ခုဖြစ်ပါတယ်ဒီရာထူးဟာနိုင်ငံတော်အဆင့်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာကြွန့်ကျင်မှုလိုအပ်ပါတယ်ပက်ထရီနီယာဘာသာရေးဆိုင်ရာရာထူးကြီးတစ်ခုခုကိုကင်ဆယ်ထားသူမဟုတ်ပဲသူမရဲ့စီမံခန့်ခွဲမှုကြွန့်ကျင်မှုအရာပါရာထူးရခဲ့တာပါဒီနေရာမှာပုတ်ရဟန်းမင်းကြီးဟာရာထူးပေးရမှာကြားမ ခွဲခြားမှုထက်အရေးအချင်းကိုသာဦးစားပေးတယ်ဆိုတဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြသလိုက်ပါတယ်။တဟာကက်သလီအသင်းတော်ကိုလူနေရာမျိုးမှာတော့အမျိုးသမီးတွေရဲ့ဘက်ဆောင်အရေးချင်းတွေကိုအတိမတ်ပြုပြီးသူတို့ရဲ့လုပ်ငန်းကဏ္ဍပါဝင်နိုင်မှုနယ်ပယ်ကိုပြနေပါတယ်။ဟုတ်ကဲ့ပါ ဒါကတော့ဖိုဟိုင်းမင်းကြီးဖရန်စစ်နဲ့ကက်သလစ်သာသနာတော်အတွင်းရခန္ဓာတွေမှာမွေးသမီးတွေရဲ့ပါဝင်မှုအကြောင်းပဲဖြစ်ပါတယ်။ကဲဒီတော့ကျမတို့ရဲ့ဒီနေ့အစီအစဉ်ကိုအဆုံးသတ်ရမယ့်အချိန်နဲ့ရောက်ရှိလို့လာပါပြီ။နားဆင်ပေးကြတဲ့တောသားရှင်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ပြီးတော့တင်ဆက်ပေးခဲ့တဲ့ podcast ကိုနားဆင်သူပရိသတ်တွေကျေးနပ်တက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်။ VPN နဲ့ Feminist Help မြန်မာတို့ပူးပေါင်းတင်ဆက်နေတဲ့ လက်ရည်တပြင်းတီး podcast series ကနေထုတ်လုပ်ထားတယ်။အခြား podcast တွေကိုလည်း Feminist Help မြန်မာရဲ့ social media platform တွေဖြစ်တဲ့ YouTube, Facebook နဲ့ Instagram တို့မှာဝင်ရောက်နားဆင်နိုင်ပါတယ်။နားထောင်ရတာစနေတဲ့တဲ့ဆိုရင် podcast အသစ်တွေကိုထပ်မံပြီးနားဆင်နိုင်ကြဖို့အတွက် like and follow like and subscribe လေးတွေလုပ်သားပေးကြပါအောင်လို့ပန်ချရင်ဒီကနေ့ podcast ကနေနှုတ်ဆက်လိုက်ပါရရှင်။